ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့တပန် Audio Book Channel လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမောင်ညိုပြရေးသားထားတဲ့အလှဘရင်မငိမ့်များဆိုတဲ့ဇာတ်လမ်းလေးရဲ့အစာဆုံးတင်ဆက်ပေးမှာဖြစ်ပါလိမ့်ရှင်။ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။အတော့ကမြနေရုံမကဓာတ်ဥကချွန်ထက်ကော့လန်နေပါတယ်။တန်အကောင်းထားဖြင့်ဖန်တီးထားခြင်းဖြစ်ပါတယ်။ အဲ့ဒီဒါကိုဗဘဲဘူဆရာကြီးဥပမဟာ အလေးချိန်အနံအလျားတို့ကိုတတိထားပြီးလုတ်ခဲ့ပါတယ်။ဒါကလေးရဲ့ပုံတရံမှာအလားပါဘတ်တို့မလိုက်ပဲမကွေတာမကွေကကြီးစားတဲ့အစင်လာကောင်ခိုင်မာပြီးဖြစ်တဲ့ခနဝင်ပန်းလိုက်နေပါတယ်။ဗဘဲဘူဆရာကြီးဥပမဟာအဲ့ဒီလုပ်ငန်းဖြစ်အတက်မွေးအကြောင်းလာခဲ့ဒီမှာနှစ်ပေါင်း40ကျော်ပါပြီ။အကြောင်းကြောင့်ရက်ဆိုင်သွားရရင်လေခိတမြပါ။လက်ရွေးစင်ဒါပါလီတချောင်းကို တတရဲ့ခန်းခန်းခတ်ဖြစ်အောင်တပေလောက်ရှိသောတန်ချောင်းတစ်ချောင်းမိတဲ့ရဲနေအောင်ဖုတ်ပြီးမှသူကိုယ်တိုင်ထိုးရိုက်ပုံဖော်နေပါတယ်။ရဲနေသောတန်ချောင်းရဲ့တစ်ဖက်ထိတ်ကို လက်ကင်မှာအဝတ်ပတ်ထားသောညက်ဖြစ်ကင်ပြီးအခြားတစ်ဖက်နဲ့အလေသားကို ပေတုံးပေါ်မှာတူဖြစ် ဖြစ်ဖြစ်ချင်းထုလျက်ဒီဇိုင်းဖော်နေပါတယ်။မကြာမီမှာတော့ဒါလီဟာပြပြင်လာပါတယ်။အဲ့ဒီတန်ချောင်းကလေးကို အစပထမက ဥပမာဘာလို့ရမလဲဆိုတော့စိတ်ကူးရဲ့အဖြစ်ကိုရရှိလိုက်ပါပြီ။ ဥပမာဟာဓာတ်ကိုတစ်စက်ရေးရမှာအလားပြင်မှာဆိုပြီးရေးလိုက်ရုံတည်းအမြတ်သေးပဲငိမ့်များဆိုတော့အမြင့်လေးကိုပါထပ်ရေးလိုက်ပါတယ်။တဘောကတော့ဥပမာဟာဓာတ်ကိုကြည်ရင်ကြည်ရင်ချစ်ခင်ဆုံမဲ့သွားကကြည်နူးခြင်းတကားများဟင်းလင်းပွင့်သွားပြီးနောက်တစ်ချိန်က တနေရာမှာသူနဲ့ဖြစ်ခဲ့တဲ့သူရေးစားဟောင်းနာမည်ကို ကောက်ရေးလိုက်ခြင်းဖြစ်ပါတယ်။ဥပမာဟာဓာတ်ကိုအပြားမှာပက်လက်လှန်လိုက်ကဓာတ်ပေါက်ကျွမ်းကျင်သူတယောက်လိုလေထဲမှာ စကားစကားတငယ်ရေလှုပ်ရမ်းနေပါတယ်။ဒီဓာတ်ကိုတခြားဓာတ်တွေထက်ဈေးဖို့ရောင်းရမှာပဲ။အဲ့ဒီနောက်လက်ကောင်တက်နေပါတယ်။သူ့ရဲ့တူလည်းဖြစ်တပည့်လည်းဖြစ်တော့ကောင်းလေးတယောက်ကတော့ခေါ်ပြားတစ်ခုကိုလှုပ်နေပါတယ်။မကွေးမြတလုံးပြားမှာဘဘဲဆရာကြီးဥပမောင်နဲ့မိသားစုတို့ကတော့ဘဘဲဖို့ထွက်ပစ္စည်းများနဲ့အညာဆောင်ဂွန်းကတ်ပင်းနေဖြစ်များကိုစိုက်တောက်မှာတက်ထားပြီးတက်တွက်ကလေးရောင်းကောင်းရဆူတောင်းနေကြပါတယ်။ ဟေးတပည့်တို့ရေဟိုအလှပြင်မဆိုတဲ့ဓာပါလေးကို ရှေ့ဆုံးမှမြေတောင်ထားကြ လာဝင်ရင်55ကျဲလို့ပြောရအောင်ဒီဓာတွေထဲမှာဒီအလှပြင်မငိမ့်များဆိုတဲ့ဓာဟာအကောင်းဆုံးပဲကွာတခြားသူ့ရွယ်ဓာတွေကို အစိမ့်နဲ့ရောင်းကြလာဓာပုံနေထဲမှာငိမ့်များဟာတခြားဓာတွေကဥထိတ်ဝရောင်ရှိပြီး သူကဥထိတ်ချုံရောင်ရှိပါတယ်မကွေးပြားပွဲမှာငိမ့်များကိုမရောင်းရပြီနတ်မြင့် တက်တီတစိရေးထားတော့ဓာပလေးတို့ကရောက်ရပါတယ်။ဒီဓာလေးကိုကမကြိုက်ဘူးလားဆိုပြီးငိမ့်များတော့မဟုတ်အလှပြင်မကိုထုတ်ပြပါတယ်။အဲ့ဒီခါမှာတော့အလှပြင်မငိမ့်များဟာအချိုစိတ်ဆုံးပြုံးပြနေတတ်ပါတယ်။ဈေးဝယ်သူဖျားဘူးများကလည်းအလှပြင်မငိမ့်များကိုကန်ချီကိုကန်ချီလျက်အလှပြင်မတဲ့လားဟုဆိုကဈေးကိုလှမ်းမိပါတယ်။55ကျပ်55ကျပ်တောင်းဆိုပြီးရေရွက်ကချသွားကြပါတယ်။ အတိတ်ပဲကတော့55ချက်တက်နိုင်မှာတော့တော့ရေဒီတော့ဘယ်ဝယ်တော့မှလဲစတိတာသွားဝယ်မှာပေါ့ဆိုတဲ့သဘောမကွေးဖျားပွဲပြီးတော့စိုင်ခင်းများဖြတ်ကြစဉ်ကလထိုင်လေးတစ်လုံးပေါ်မှာကိုမြုံနေတော့ဗပဲဆရာကြီးဥပမောင်ကို မကြမီ တောင်းတဲ့ရက်သွားတော့မယ်ငိမ့်များကအာနာစွာလှမ်းချနေလိုက်ပါတယ်ဓာရီမကွေးမှာတိတ်မရောက်ရလေကိစ္စမရှိဘူးရန်ကုန်မှာသွားရောက်တော့ထက်လို့ဆရာမလိုတော့ဘူးပေါ့ စင်စစ်ဓာတ်တွေရမကောင်းချက်မှာတံမိဓာတ်တွေခေစားနေရကြောင်းဖြစ်ပြီးအဲ့ဒီနိုင်ငံခြားပြစ်ဓာတ်တွေကဈေးလဲတိမ်မြားလာကြောင်းဖြစ်ပါတယ်မြန်မာပပဲဖို့မှာတန်ချုပ်ဓာတ်တွေလုံးဝတိမ်ကောမသွားချင်တော့တချို့လူများဟာမီယိုဖလာဓာတ်တွေကိုသာဆွဆွဲလလန်သုံးဆွဲနေရကြောင်းဖြစ်ပါတယ်ဥပမာရဲ့စကားကိုကြားတော့အလှပြင်မှာငိမ့်များကအားတက်သွားပါတယ်ဥပမာဟာမောကြည့်နေတော့အလှပြင်မှာငိမ့်များကိုအားပေးနေခြင်းမဟုတ် သူ့ကိုယ်သူအပြစ်နေခြင်းဖြစ်ပါတယ်။ဒါပေမဲ့သူမပါရော့ပြီးအတက်မိပါတယ်။မိုးကောင်းဖျားပွဲ၊ကပ္ပာဤဖျားပွဲ၊ကြိုင်ဝိုင်းဖျားပွဲများတို့ဥပောင်းမောင်တို့မိသားစုပပဲဖို့ထွက်ပစ္စည်းများနဲ့အညာထဲများရောင်းချရင်လှည့်လည်ရောက်ရှိလာခဲ့ကြပါတယ်။တနေ့တော့ကြိုင်ဝိုင်းဖျားပွဲတော်မှာငိမ့်မြရဲ့ဘဝအလှည့်ပြောင်းတစ်ခုစတင်ခဲ့ပါတယ်။အိမ်မှာဒါတခြားအောင်မှလည်းမရှိဘူး။လှီးချင်ဖြက်ချင်ဟိုဘက်ကတော်တော်ငားရတယ်။တခါတလေသူတို့ကြည့်ရတာ ငားချင်တဲ့ပုံလည်းမပေါ်ပါဘူးတခါတခါသူတို့လင်းညာနဲ့ကြုံရင်စောက်နေရသေးရဲ့စပယ်ထုံကသူ့ယောက်ျားကိုကိုငိမ့်ကိုဓာပါလိတချောင်းဝယ်ပေးရန်ပူဇာချက်ဖြစ်ပါတယ်ဒီလိုပူဇာနေသည်မှာသုံးလကြကြော်ရှိပြီးဓာဆိုရင်သူတို့အိမ်မှာခင်ခွဲတဲ့ဓာတချောင်းပဲရှိပါတယ်တစ်ဖက်ခါမှာဓာပါကလေးအလွယ်တကူငားရန်ရရှိနေပြီးတချောင်းဓမတို့ကြီးရှိနေပြီးတချောင်းဓာပါလိတချောင်းမဝယ်ဖြစ်ခဲ့ပါ တခါတလေ အဖိုးရံကိတ်မုတ်ကိုပုံစိုးပန်စိုးဓမ္မတို့တုံးတုံးဖြစ်လှိဖြတ်နေဒီမှာလေအယုတ်ဆိုးလာပါတယ်ကိတ်မုတ်မှာလေလင်ကြီးအကွဲလျက်အတုံးတသိမ့်မှုမှာဖြစ်ကုန်ပါတယ်လူတွေကနင်တမီဒါတစ်ချောင်းလောက်ဝယ်ထားပါလားတဲ့ဒါကြောင့်မို့ပြောတာပေါ့ဒါပါလေးတစ်ချောင်းဝယ်ပေးပါလို့စပယ်ထွန်းကခင်မုတ်ကကုန်ကြီးကိုကြုံရင်ပြောတတ်တဲ့စကားပါဒီဓာပါလို့ကိစ္စမျိုးကမင်းဟာမင်းဆောင်ရွက်လိုက်တာကောင်းပါလေ မင်းကြက်တဲ့တစားကိုမင်းရွေးနိုင်တယ်။လူဆိုတာတမျိုးပဲအစားထိုးလို့ရရင်ခက်အေးခက်ဖြစ်ဖြစ်ဒါမှမဟုတ်အစားမထိုးပဲနေရရင်တော့အစားမထိုးပဲနေကြတယ်။ကြာရှည်ခဲ့တဲ့အချိန်ကိုမနေ့တနေ့ကလိုပဲတဘောထားနိုင်ကြတယ်။ရွှေ့လို့ရရင်ရွှေ့ထားလိုက်ခြင်းနဲ့အချင်းကြောင့်တနေ့အတွင်းစပယ်ထုံးအိမ်မှာဓာပါတစ်ချောင်းမရှိခင်။ဟိုတုန်းကတော့ကိုကိုငိမ့်တို့စပယ်ထုံးတို့အိမ်မှာဓာပါလေးတစ်ချောင်းရှိခဲ့ပါတယ်။မင်္ဂလာဆောင်ပြီးနောက်နေ့မှာ လမ်းမေးပလက်ဖောင်းမှာတုံးချက်နဲ့ဝဲလာတဲ့အပေါ့စားတစ်မြောင်းအပေါ့စားဖြစ်ပြီးပျော့လုံးပါတယ်။နောက်တော့ပျောက်သွားတယ်။စတိထားမကြိုက်ဘူးလား။မြမဆက်ဆက်မြမဓာတ်တွေပဲကောင်းပါရဲ့။မြမဓာတ်မြမဓာတ်ဆိုပြီးရေးကြတာစာအုပ်တွေထဲမှာမဖတ်မိဘူးလား။အဲ့ဒါမျိုးချစ်စိတ်နဲ့တက်တီကိုပြောတာပါ။ဓာတ်မျိုးစားကောင်းတာကိုပြောတာမဟုတ်ပါဘူး။ထိုလင်းများရဲ့ဆွေးနွေးပြောဆိုနေခြင်းမှာ အလှပြင်မှာငိမ့်များနဲ့ဓာတ်ရိုက်ပတ်သက်ဆက်နွယ်နေပါတယ်။တမိုင်းဘက်ကကြက်ဝဲပြားတော့ရေညတညမှာသူတို့နေအောင်ဈေးရက်နဲ့လျှောက်လေကြပါတယ်။ဥပမောင်တို့ဆိုင်ရှိမှာရက်လိုက်ကြပါတယ်။ဟော တွေ့ပြီဆိုတဲ့မှတ်ချက်ကိုပြန်တူးချမ်းကြီးနဲ့အတူတယောက်နဲ့တယောက်မတိုက်မမဲဆိုင်ရှိသူနိနိကရောက်လာကြပါတယ်။ဟောတွေ့ပြီဆိုတဲ့မှတ်ချက်ကိုအတန်ပြေတရုတ်ဖော်ခြင်းမဟုတ်ပါဘူး။အကြည့်ပြေတရုတ်ဖော်လိုက်ခြင်းဖြင့်အဲ့ဒီအချိန်မှာတော့သူတို့မျက်နှာများဟာ အချက်ဆုံးမိတ်ဆွေနဲ့တွေ့ရတော့မဲ့ပုံစံမျိုးနဲ့ငိမ့်မြောက်တွေ့လိုက်ပါတယ်။ကိုကိုငိမ့်ထုံးကြိုက်တာဒီသားမျိုးပေါ့ဓာကလေးကလှလိုက်တာအရွယ်ကလည်းထုံးကြိုက်တဲ့အရွယ်ပဲ။ဆရာကြီးဥပမာကမသိချင်အောင်စောင့်နေလိုက်ပါတယ်။မျက်စိတောက်ကပ်ပြီးမျက်မှန်ထဲမှာခိုးကြည့်နေပါတယ်။အလှပြင်မှာငိမ့်မြောက်ကတော့သူ့တခင်ကို စာမေးပွဲအောင်တော့တားတယောက်ကဖခင်ကိုကြည့်သလိုကြည့်နေပါတယ်။ဒါပေမဲ့သူမအနေနဲ့ကိုကိုငိမ့်စပယ်ထွန်းတို့အိမ်တို့ အပြီးအပိုင်းလိုက်သွားရတော့မလို့လို့ရှိတဲ့အခါဝမ်းနဲ့လိုက်မောလာတယ်လို့ခန့်စားရပါတယ်။စပယ်ထွန်းတို့ကဈေးပင်မစစ်ကြစပယ်ထွန်းကဓာလီကိုကိုင်းပြီးဥပမာကို ပြောင်းပြီးနှုတ်ဆက်နေပါတယ်။သူကတော့မပြုံးနိုင်ပါ။ဆရာကြီးနဲ့ခွဲခွာရတော့မှမဟုတ်လား။ဝမ်းနဲ့ဝမ်းသာကြီးလျက်နောက်ဆုံးအနေထားမှာနေပြီးဥပမာကိုနှုတ်ဆက်နေပါတယ်။ဥပမာဟာငိမ့်ညကိုမျက်စိတဆုံငေးကြည့်နေလိုက်ပါတယ်။အလှပြင်မှာငိမ့်ညဟာ ဖျားပွဲတကစုံခဲ့ပြီးရန်ကုန်ကိုနှမ်းတလောက်ရှိခဲ့ပါတယ်။အခုတော့ဖျားပွဲတွေမှာ ကျင်လဲစရာမလိုတော့အခုတော့ငိမ့်မြကကမာရွတ်ကိုချောက်ပြီးမကွေးမြို့ကိုပြန်စရာမလိုတော့ကမာရွတ်မှာဘဲကာလာတီနေရအောင်မယ်မသိဒီလိုမသိချင်းကဘဝရေးဖွင့်ဆိုချက်နဲ့ကန့်ညီသွားပြီမဟုတ်လား။စပယ်ထုံးဟာဒါပါလေးကိုတိတ်ချက်ပါတယ်။သူ့ယောက်ျားကို မတွေ့ခိုင်းမဲသူ့ကိုယ်တိုင်တွေ့တယ်။ဟိုဘက်ခန်းကိုလည်းဒါကလေးလာကို ပြသခဲ့ပါတယ်။ အလွန်လာတယ်ဒါလေးပဲလို့အိမ်နီးချင်းမိမကလည်းချီးကျူးလိုက်ပါတယ်။နောက်နမေကလည်းမိုက်ပါတယ်တဲ့။ဒါကလေးရလာကမှလိစရာဘာမှမရှိဘူးလို့ထုံးကညညွနေတတ်ပြီးဈေးသူမကြခဏပြေးလျက်ကစုံရက်များဝဲလာတတ်ပါတယ်။ကစုံရက်လိပြီးကြော်တယ်။စားချင်လာတော့မဟုတ်ဒါကိုစမ်းကြည့်ချင်တော့ကြောင့်ဖြစ်ပါတယ်။ထုံးတို့မှာသားသမီးတယောက်မှမရှိတူမတယောက်သာရှိပါတယ်။တူမလေးကဒါကိုယူဆော့ကစားတတ်ပါတယ်။ ဓာတ်အောက်ယူတဲ့နေရာမှာပြတ်မထားအဲ့ဒီအခါအတော်လုံးသူနဲ့တချက်ချက်စပယ်ထွန်းတို့အိမ်ဝါထျံဟာဟောင်းမြင့်နေပါပြီဟောင်းမြင့်တော့ဝါထျံရဲ့ဖေဖက်ထောင်းနဲ့တပေတတာအကွာဝေးမှာဓာတ်ကိုစပယ်ထွန်းထားနေကြအဲ့ဒီအနေအမှာအမြဲတမ်းတွေ့နေရတာကြောင့်တခြားမှာသွားရှာစရာလည်းမလိုဘယ်သူဘယ်နေရာမှာထပ်ထားစပယ်ထွန်းကနောက်ဆုံးအဲ့ဒီနေရာမှာပဲပြောင်းထားပါတယ်ထရရဟောင်းမှာဓာတ်တက်ဟာထင်းလို့နေပါတယ်အာယုံစိုက်စရာမလိုပဲ မျက်စိရဲ့အလိုလျောက်ဝင်းသွားစီပါတယ်။တူမလီနဲ့ဒါတူမလီနဲ့စပယ်ထော်ဒါကလေးကိုနေရာတကြားမထားတာကြောင့်တကြက်ကြက်ပါပဲ။မကွေးထားရှားတယ်အဲ့လပြင်မှာငိမ့်များတဲ့။တနေ့တော့စပယ်ထွန်းဟာဒါကိုတတိချာသွေးရင်ဒါရဲ့ခုံပုတ်ကိုအမောတင်နေပါတယ်။သူ့ဘဝရဲ့ဒုတိယနောက်ဆုံးနေ့သူဟာဒါကိုကော့နေရာသွေးရင်ဘူးဒီကိုဒါအုပ်နဲ့စိုက်ထုတ်ပြီးခွဲကြည့်နေပုံကိုစိတ်ထဲမြင်လာပါတယ်။ တကယ်အဖြစ်မှန်ဖြစ်သောလူသားတူရဲ့ပိုက်သားလေးရဲ့ကိုလေးလက်မလောက်ထိုးတွင်းလျက်အထဲမှအသက်ကိုဆွဲထုတ်လိုက်ပြီဖြစ်ကြောင်းသူမမြင်ရခဲ့ပါတယ်။အဲ့ဒီပိုက်မှာတော့မိမိပိုက်ဖြစ်ကြောင်းနဲ့သူ့ချစ်တော်တာဟာတစ်ချိန်ချိန်မှာ သူ့စီဝင်ကိုချုပ်စီပြီးသူ့ရင်ကောင်တနေရာကိုစိုက်ဝင်လျက်မှားတိကျသွားမှာကို သူသာတိထားခဲ့ရင်ဒါကလေးကိုချစ်ကောချစ်နိုင်ပါအောင်မလားမသိ။မိုးရီတဲထန်လုံးတော့ညအုံနောက်ကာလာတစ်ခုမှာပေါ့။အဲ့ဒီကာလာနောက် နိုင်ဝက်ကြလေမိမချောလေးစပယ်ထွန်းဟာကဘာပေါ်သို့အလေတစ်ခါပြန်ရောက်ရှိလာနိုင်တော့မင်းမဟုတ်ပေ။ဒါကိုသူမသိသေးရကြောင့်သူ့ရင်ဟာตายာလပကသူ့အပြုံးဟာချုံဝင်းနေစေပေါ့။ဘဝရဲ့ဖွင့်ဆိုချက်များမှာတေနေကိုကြိုတင်မသိနိုင်ခြင်းဟာလေဝမ်းနဲ့စွာပါဝင်နေသည်မဟုတ်လား။မိုးရီတဲမဲလွန်းနေစေစပယ်ထွန်းအပြင်ဘက်သို့မတဲမကွဲလှမ်းကြည့်လိုက်ပါရဲ့။အမောင်နဲ့သူစူးစမ်းကြည့်လိုက်တော့ပုံစံမျိုးနဲ့မိုးရီပတ်နေရကြောင့် အလင်းစလိုကြည့်တော့အကြီးတို့ပေါင်းဆက်ကဒုတိယပုံစံအကြီးအမောင်နဲ့မှဘာမှမတွေ့အမောင်တနေရာမှာသူ့ကိုစောက်ကြည့်နေသူတရားရှိလိမ့်မယ်လို့သူမတွေ့ခဲ့။သို့တော့လက်ပြကတိရှိခွင့်ရှိနေတယ်လို့လို့ခန့်စားရပါတယ်။ကြက်သိန်းတွေထလာတဲ့အဲ့ဒီနောက်သူ့တကားကိုပြေးပေးလိုက်ပါတယ်။ဒါပေမဲ့နောက်ကျသွားခဲ့ပါပြီ။အကြံစီရုံမှာတော့လူတအူးဟာအိမ်ထဲမှာနေရယူပြီးနေပါတယ်။အဲ့ဒီအချိန်မှာသူ့မလေးကို သူ့အမေကအလဲခေါ်သွားပါတယ်သူ့ယောက်ျားကလည်းအပြင်းသွားနေခိုက်ဟိုဘက်ခန်းမှာလူများကလည်းမွေးရမြေတို့အလဲသွားခိုက်အားလုံးစုံစည်းမှုတစ်ခုဟာစုစည်းမှုရှိခဲ့သောပျော်ရွှင်မှုများနဲ့သူ့ထာဝရခြာနာဝေကွာသွားစီတော်မယ်တံမြန်တော့ထိုပုဂ္ဂိုလ်ရဲ့လူယုံမှာမှာတခြားလူတော်မဟုတ် သူ့အပြုတ်ဘွားတော်ကသူ့ကိုအယူအမှုရီစားစကားလိုက်ပြောကြကြတတန်ချင်းခက်ကားတက်မယ်လို့ချင်းချောက်လို့ချင်းချောက်လောက်ခဲ့တော်လူထုံးအောင်တော့ မိုးချိတ်တံများလေတိုက်တံများကထိုးအောင်တော်ရဲ့အကြံစီများအတွက်နမိတ်ပုံလိုဖြစ်သွားခဲ့ပါတယ်။တင်ငေတာများလည်းဖြစ်ခဲ့ပြီးငိုကြွေးတံများပမာလည်းဖြစ်ခဲ့ပြီးပေါင်ချိန်နေရာကျော်ရှိသောယောက်ျားကြီးတယောက်ကိုပေါင်ချိန်90တာရှိသောစပယ်ထုံးဟာအတားတကြီးပင်အရှုံးပေးလိုက်ရပါတယ်။အချိန်ကောင်းအချိန်ကိုင်းမှာ ကိုကိုငိမ့်ရောက်လာပါတယ်။အထင်လွဲစရာအကောင်းဆုံးအနေထားကိုတွေ့သွားပြီးနောက်ကိုကိုငိမ့်ဟာစပယ်ထုံးကို အလားပြင်မှာငိမ့်ညတာဖြင့် ထိုးမိလိုက်ပါတယ်။ လဲလွန်သွားလိမ့်ပြီ။စပယ်ထုံဟာထာဝရအိမ်မက်ကြောက်တဲ့ရောက်ရှိသွားပါတယ်။တနေ့တနေ့အထင်လွဲအမြင်လွဲလို့ကဘာပေါ်မှာလူတွေဘလောက်တောင်တည်နေကြလဲမသိဘူး။တကယ်တော့စပယ်ထုံဟာဇာရိတာအကောင်ဆုံးမိန်းကလေးတစ်ယောက်ပဲ။လူတွေကလူတစ်ယောက်ရဲ့ထင်မြင်ချက်လွဲပါလာပါတယ်။ကြေကွဲစရာဖြစ်ပြက်မှပြန့်နှံ့သွားပါတယ်။မိုးကလည်းဆဲသွားပြီ။အတိတ်ဘယ်မှာလူတတ်မှုဟာထင်ရှားပါတယ်။ဆိုလိုဒီမှာ ်တက်ဆိုင်ရာအမှုသွဲတွင်ပါဝင်တဲ့တက်ရှိသတ်မှတ်များဟာဥပဒေရေးစီမံရအောင်ခန့်ကြရတော့မယ်။တာဝန်ခအနေနဲ့ရှုနိုင်ကြမယ်ဆိုရင်တော့အားလုံးခွဲခွာသွားရတော့မယ်တဘောတရားမှာ နေရာယူထားပါတယ်။အလှပြင်မှာငိမ့်များဟာငိုရလုံးလာကြောင်းလားမသိမျက်ရည်ခန့်သွားပြီးနောက်မျက်လုံးထဲမှာသွေးစက်တွေတရတော့ရုပ်စည်းကျနေပါတယ်။သူ့ဘဝဟာမကွေးကိုလည်းပြောင်းရောက်တော့မယ်မဟုတ်တက်တေခံပစ္စည်းအဖြစ်ရှယ်ကသူ့ကိုသိမ်းတော့အသားညညနဲ့အရက်သားတယောက်က ဓာလီလှလိုက်တာလက်ကင်မှာဆေးပြားလေးတုပ်လို့အလှပြင်မှာငိမ့်မြဆိုပါလားရက်ဆက်တာတော့ကန်းခုရောတဲ့တခြားလူတယောက်ကကဘာပေါ်မှာမရင်းချင်းခံရပြီးအတက်ခံရတဲ့အဖြစ်ပြက်ဟာကြေကွဲစရာအကောင်းဆုံးပဲတဲ့ကျောင်းအုပ်ဆရာကြီးတယောက်ကဒါဟာသူ့ဘာသူနေရပါဖះဆွတော့တင်မို့ပန်းဒီတလုံးလိမ့်မယ်ဆိုရင်ဓာရဲ့ရွယ်ချက်ဟာတမျိုးပေါ့မီးကိုချက်ပြုတ်စားတော့တဲ့နေရာမှာတုံးမလားရွာအောင်မီးတိုက်မလားဆိုတဲ့သဘောပဲပေါ့ အာလူးနွားကိုတတ်မှတ်ထားတဲ့ဓာတ်ကိုလူရဲ့အတိုင်းနှလုံးနဲ့တက်တက်ထိုးသွင်းပြီးစီကဖောက်ပြတ်တာဘာလို့လဲလူပဲမဟုတ်လားလူရဲ့ရုံမာတဲ့စိတ်ထားတွေအထင်လွဲမှုတွေဒေါသတွေနဲ့မပေါင်းဖက်မိရင်ဓာတ်မပြောနဲ့တနတ်မပြောနဲ့အနှုမြုပ်ဘုံတော်ကြောက်စရာမလိုဘူးလူတွေလည်းအတ္တတဖြည်းဖြည်းကြီးလာခဲ့ကြပြီယခုအချိန်မှာ လူတွေကိုလူတွေကပြန်တက်တာဟာတဘာဝဘေးနံတက်တာထက်အစာပေါင်းများစွာပိုလိမ့်မယ်လို့ထင်နေနာစီတွေဂျူးလိုမျိုး၆တန်းတက်တယ်လို့မျိုး တဘာဝဘေးတံမှာအဲ့လောက်များများစမရှိဘူးလူသားတွေရဲ့ရုံမှမူဟာအမှုမြုံပုံအလုံးတရာထက်ပိုကြောက်စရာကောင်းနေတကယ်တော့လက်နက်တို့ဘုံတို့ဓားတို့မှာဘာမှအပြစ်မရှိဘူးကြောက်စရာအကောင်းဆုံးဟာလူပဲခွခွဲခြားပြောရရင်ရုံမှပြီးအတ္တကြီးရဲ့လူတွေပဲအလှပြင်မှာငိမ့်များဟာ လူနဲ့သူ့ရဲ့ဒေါသကိုကြောက်ရွံ့တုန်လှုပ်စွာဖြင့်အဝိဖြူတစားအောင်မှကြောက်ရွံ့စွာပုံအောင်နေမိပါတယ် ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့စာရေးဆရာမောင်ညိုပြရေးသားထားတဲ့အလှပြင်မှာငိမ့်များဆိုတဲ့ဇလန်လေးရဲ့အစာဆုံးတင်ဆက်ပေးခဲ့ဖြစ်ပါလိမ့်ရှင်ဇလန်လေးကိုနားဆင်ပြီးပြီဆိုတော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော် နောက်နေ့တွေမှာလည်းဘယ်လိုဇလန်လေးတွေကိုတင်ဆက်ပေးမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော် နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမချမ်းသာကြပါစေရှင်